ဂန်ရှင်အင်ပတ်လိုဒါမှ PUBG လိုဟာမျိုးတွေအာရှက်အာအာအာဂိမ်းတွေအကုန်လုံးအော်အော်အဲ့လိုကျုံးမယ်ဘာတွေကိုကြည့်ပြီးကျွန်တော်တို့တွေဖုန်းဝင်ကြတယ် performance ကောင်းတာတွေကိုရွေးမလားကင်မရာကောင်းတာတွေကိုရွေးကြလားဒါမှမဟုတ်ကျွန်တော် all rounder ကောင်းတာတွေကိုရွေးကြလား China machine တွေရွေးလား global machine တွေရွေးလားဘယ်ချက်တွေကိုကြည့်ပြီးတော့ကျွန်တော်တို့နဲ့ကိုက်တဲ့ဖုန်းကိုရွေးခဲ့ပြကြလဲဒီကဗီဒီယိုမှာတော့ကျွန်တော်ဖုန်းတွေအများကြီးဘယ်ဖုန်းဝင်မလဲဘာညာကြီးဆိုတာထက်ကိုလိုချင်တဲ့ဖုန်းကိုဘယ်လိုဝယ်ကြမလဲကျွန်တော်တို့ပြီးတော့ ီနားထောင်မယ်တဲ့မလက်တွေ့ကျင့်သုံးမယ်ဒါမျိုးအချက်လေးတွေပြောလို့ရှိရင်ကျွန်တော်ဘာအကြောင်း Redmi phone တွေ Xiaomi phone တွေကိုပို့ပြီးတော့ recommend ပေးပြနေရဲဆိုတဲ့အကြောင်းလေးကိုပြပြပေးသားမယ်ဆိုတော့ကျွန်တော်တို့ဒီ video လေးကိုစလိုက်အောင် ့ဘရာမဟုတ်ဒီဖုန်းစလုံးကိုဝယ်မယ်ဆိုလို့ရှင်ဒါသူ့ရဲ့ SoC chip တွေကင်မရာတွေပြီးရင် display တွေဘေး quality ဒါတွေကဘယ်လိုပဲဖြစ်တာကြည်ကိုကြည်ဝယ်ရမယ်အကြာတွေကြီးပဲ။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကဖုန်းဝယ်တယ်ဆိုတော့ကျွန်တော်တို့က daily driver အဖြစ်ကျွန်တော်တို့ကဘေးနားမှာကိုယ့်ရဲ့ချစ်သူလေးထောင်ပို့ပြီးအချိန်ပေးပြတဲ့အရာတစ်ခုကိုဝယ်တာ။အဲ့ဒီအတွက်ကျွန်တော်တို့ကပတ်စံသုံးမယ်။အဲ့ကိုယ်သုံးလိုက်တဲ့ပတ်စံနဲ့ ကိုပြန်ရတဲ့ဟာကကိုနဲ့ကြိုက်တဲ့ဖုန်းဖြစ်နေလို့လို့မယ်။မဟုတ်ရင်ဒီဖုန်းယူဝယ်လိုက်စိတ်တိုင်းမကြောက်ဘူးဆိုတော့ပြန်ပြီးရောင်းလိုက်ဝယ်လိုက်ရောင်းလိုက်တာပြဿနာကြီးတက်နေအောင်။ဒီလိုမျိုးကိုလိုချင်တဲ့ဖုန်းကိုအရင်ရအောင်ဝယ်မယ်ဆိုတော့ပထမဆုံးကျွန်တော်တို့ performance ကောင်းကောင်းလိုချင်တဲ့သူတွေအတွက်အရင်စပြောတာပေါ့။ performance ကောင်းလိုချင်တဲ့ဆိုတဲ့သူတွေအတွက်ကတော့ဒါရှင်းပါတယ်။သူတို့ရဲ့အဓိကသုံးပါက game ဆော့မယ်ပြီးရင်ကျွန်တော်တို့ heavy use တွေသုံးမယ်။ application တွေအများကြီး တုံးမယ်တက်မှာဟိုချန်နိုင်ဘာမှတိတ်မတုံးမနဲ့အဓိကကဒီ SOC ရဲ့ performance ကိုပဲအဓိကသဘောကျတဲ့သူတွေအတွက်ပေါ့ဒါမျိုးတွေ့ဆိုလို့ရှိရင်တော့ပမာဆုံးစပြီးစဉ်းစားကြည့်ရမှာ Redmi ထဲကပဲစစဉ်းစားကြည့်ရမှာဘာကြောင့်လဲဆိုတော့ဒီစည်းတန်းဝင်းကျင်မှာ အဲဒီကောင်တွေကလည်းတခြားကောင်တွေ performance အဲ့လောက်ထိထန်တော်မောင်းမောင်းကောင်းကောင်းရှိမနေဘူးဆိုတော့ Redmi ရဲ့ Turbo 4လို့ပြီးရင် Redmi ရဲ့ Turbo 3တို့ဒီကောင်တွေဆိုရင်တော်တော်လေးကိုအဆင်ပြေတယ်ဒီအချိန်မှာဆိုရင်တော့အနည်းဆုံး Turbo 3တို့ကတော့စပြီးတော့စဉ်းစားပြီးဝယ်ရမယ်အဲဆိုတော့ Redmi မတုံးကျင်ဘူးတခြားဘက်ကတုံးကျင်တယ်ဆိုလို့ရှင်တော့အထုံးစံပေါ့ကျွန်တော် Global မှာဆိုလို့ရှင်ဒါ Redmi ရဲ့ Note 14 series တွေရှိမယ်သူတို့က performance တော့အရင်အဲ့လောက်ထိ Turbo 3လောက်ကအရင် high နေမှာမဟုတ်ဒါပေမဲ့သူ့အနေနဲ့သူတုံးလို့ကောင်းတဲ့ကောင်တွေကြီးပဲတခြား က်ကလိုချင်တယ်ဆိုလို့ရှင်တော့ဒါ official global ထဲမှာ helio gtr နဲ့ခေါင်းနေရှိတယ်သူတို့ကတော့ graphic အရန်အမြင်ရမှာမဟုတ်ဒါပေမဲ့음ဆက်လို့ရတယ်အဲ့တော့ကိုက performance အရန် high တာမျိုးလိုချင်တယ်ဆိုရင်ဒါ turbo 3နဲ့ turbo 4ကိုနည်းနည်းလေးပို့ပြီးတော့ focus ထားပြီးတော့ကြည့်ကြအောင်ပိုကောင်းလိမ့်မယ်။ Turbo series ထက်ပိုကောင်းတဲ့ performance တွေပါတွေကိုသဘောကျရလို့ကျင်နေဆိုလို့ရှင်ပြီးတော့သူရဲ့ build quality လေးတွေပို့ပြီးတော့ကောင်းတာမျိုးစိုက်တယ်ဆိုလို့ရှင်တော့ Redmi ရဲ့ K series လေးကိုရွေးကြည့် K series လေးတွေကလည်းတော်တော်လေးကိုအဆင်ပြေ။ဥပမာ K80, K80 Pro, Premier, K90 Ultra ဒါမျိုးကောင်တွေကလည်း high performance ဒါ high graphic နဲ့ကောင်ဆော့လို့ရတယ်။အဲ console ဘာနဲ့ပဲဒီကောင်တွေက China version တွေဖြစ်တဲ့အတွက် graphic ကတော့ထင်သလောက်တော့အမြင်ပွင့်နေမှာမဟုတ်ဘူး။ဘာမှမဟုတ်ပါနဲ့တုံ့ပေါ်လေးပေါ့။တစ်ချိန်ကျရင်တော့သူတို့ပွင့်ပါလိမ့်မယ်။ဒါကတော့ကောင်းတဲ့သိထည်တယ်မလို့။ ဆော့လို့ကောင်းပြီးပြီပဲဟုတ်တယ်မလားသူတို့ performance ကောင်းတာကြိုက်တဲ့သူတွေကတော့ဒါ KCU တွေ Turbo C တွေဒါတွေကအကောင်းဆုံးပဲဆိုပေမဲ့တစ်ဖက်ကနောက်တစ်ခုအနေနဲ့ကျွန်တော်တို့က all rounder ကောင်းတာကြိုက်တဲ့သူမျိုး daily use သုံးရတာအဆင်ပြေရာပိုကြိုက်တဲ့သူမျိုး user experience ပိုကောင်းတာကြိုက်တဲ့သူမျိုးတွေကြတော့ဒီကောင်းနဲ့သိမကြိုက်တော့အဲ့ကောင်နေအတွက်ပေါ့နော်ကိုကဥမာ daily use မှာကောင်းကောင်းသုံးခြင်းနဲ့ user experience ကောင်းကောင်းသုံးခြင်းနဲ့ interface ကောင်းကောင်းသုံးခြင်းနဲ့ဆိုလို့ရှိရင်ဒါ DKC တွေတာဝန်ရှိမဟုတ်တော့ဘဲနဲ့တစ်ဖက်က Samsung တို့ပြောလို့ရှိရင် um Vivo တို့ အဲပတ်လို့ရှိရင်ကျွန်တော်တခြား official global brand တွေပေါ့ဗျာအဲအိုက်ကောင်တွေကိုသွားပြီးရွေးတာပို့ပြီးတော့ကောင်းတယ်အဲ့လိုမှမဟုတ်ဘဲနဲ့လည်းဒါ Xiaomi ထဲကမှ Redmi ထဲကမှ global version တွေရွေးတာဒါမျိုးတွေဝင်တော့ပို့ပြီးတော့အဆင်ပြေရဲ့အဲ့ဒီ all rounder ကောင်းတဲ့ထဲမှာဆိုလို့ရှိရင်တော့မှတ်မဲ့ရဟိုဘောဟိုအမှတ်တရဖြစ်နေရလေးဆိုရင်ဒါ Samsung brand လေးဆိုရင်လည်းအမှတ်တရဖြစ်တယ်ဆိုတော့ဒီလိုမျိုး Samsung brand တွေကကြတော့အဆင်ပြေတယ်ဟို daily use မှာပညာတုံးရတာ ကောင်းတယ် interface ပါအဆင်ပြေဒါပေမဲ့တို့ကပေးရတဲ့အစီအစဉ်ပြင်ရတာကအရင်တန်နေတဲ့ဖုန်းတွေတော့မဟုတ်ဘူးအဲ့တော့တချို့ကတော့ပြောလိုက်မှာအာမတန်ဘူးအိုးအဆင်မပြေဘူးဘာညာဖြတ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့တချို့လူတွေအတွက်ကဒီဖုန်းတွေကတော်တော်ကိုမှသုံးရတာအရသာရှိอืมပြောခဲ့ပါတယ် taste မတူဘူးဆိုတာမျိုးပေါ့အဲ့တော့ဒီ Samsung phone တွေက A series ရေမတုံးကျင်ဘူးဆိုရင်တော့တစ်ဖက်ကနေပဲကျွန်တော်တို့ဒီတခြား official global brand တွေလည်းရွေးလို့ရတယ်အဓိကပြောချင်တာက all round ကောင်းကောင်းနဲ့စိတ်ပြေလက်ပြောက်ကောင်းကောင်းလေးစိတ်အေးချမ်းနဲ့တုံးကျင်နေဆိုလို့ရှိရင်တော့ဒါ official global ထဲက phone တွေကိုဒါရွေးကြည့်အဲသူ့ရဲ့အတိုင်းပဲပြောနောက်တစ်ခုဆိုလို့ရှိရင်ဒါ Oppo တို့ပါလို့ဆိုရင် Oppo ရဲ့ Reno series Vivo ရဲ့ V series ဒါမျိုးတွေကောင်းတယ်ဒီကောင်းလေးဆိုရင်တော့ဘာမှကြွေလူပြဿနာတိတ်မရှိတော့အဆင်ပြေပါတယ်ပြီးတော့ Xiaomi ထဲမှာဆိုရင် Xiaomi ရဲ့14 series တွေဒီကောင်းလေးဆိုလည်းလုံးဝ ော်ပါဖက်ပဲပါဖက်ကုန်ပြီးနေပြီအဲ့ထဲကမှကိုကကင်မရာပို့ပြီးတော့ကောင်းတာမျိုးလေးတွေကင်မရာဝင်းနေလေးပို့ပြီးတော့ဦးစားပေးထားတာမျိုးတွေလိုချင်တယ်ဆိုလို့ရှိရင်တော့ဒါ Oppo ရဲ့ Reno series Vivo ရဲ့ V50 တို့ပြောလို့ရှိရင်ကျွန်တော်ဒီ နောက်ပါရှိမယ်။ကောင်း Xiaomi ရဲ့ CB4 Pro အဲဒီကောင်းလေးဆိုရင်ကင်မရာတော်တော်လေးကိုမှအဆင်ပြေတယ်။အဲဒီကောင်းလေးကိုရွေးဝယ်လို့ရတယ်။ဒါမှမဟုတ်ဘူးကိုကထပ်ပြီးတော့သုံးကျင်တယ်ဆိုလို့ရှိရင်တော့သူရမှာ Xiaomi 15နဲ့15 Pro ဒါမျိုးတွေပေါ့ဗျာ။အများကြီးအများကြီးရှိသေးရဲ့ထပ်ပြီးတော့ရွေးမယ်ဆိုလို့ရှိရင်ကိုရဲ့ budget ပေါ်လိုက်ပြီးတော့ကိုကဘာဖုန်းကိုရွေးရမလဲဆိုတာကိုကဘာလိုချင်လဲဆိုတာလည်းအရေးကြီးသေးရဲ့။အဲဒီလိုအချိန်မှာကိုက V50 ကိုပေါ့နော်ဟိုဟာဖြစ်လို့တရားဖြစ်လို့မကြိုက်ဘူးခင်ဗျာ။မဝယ်ဘူးပေးရတယ်မတန်ဘူးဘာညာသူများတွေကပြောလို့မဝယ်ဖြစ်ဘူးဆိုလို့ရှိရင် site ကုတ်တင်နေပိုင်းလျှက်သွားလိုက်မယ်မသုံးရတော့ဘူးဗျာ Oppo ဆိုလဲအဲ့လိုပဲ Oppo အမကောင်းဘာညာမွဲဘူးဆိုလို့ရှိရင်လည်းဒါ Oppo ရဲ့သုံးထားတဲ့ color over 15လေးတွေလို့ပြီးရင်သူ့ရဲ့ camera ဘိုင်းလေးဘာလေးဒါလေးမသုံးရတော့ flat one နဲ့ကြာကောင်းတော့ဟုတ်တယ်မှာအဲ့တော့အကောင်းဆုံးကတော့တိတ်ပြီးတော့ဟိုဟာပြောတရားပြောတိတ်နားမရအောင်ပဲ ਨੇ ဒါမျိုးလက်တွေ့စမ်းသပ်ချင်တယ်ဆိုလို့ရှိရင်လည်းဒါဆိုင်အောင်လာခဲ့ဆိုင်မှာစမ်းဖို့အတွက်အများကြီးလုပ်ပေးထားတယ်ဟွန်းဘာပြောစမ်းသုံးကြည့်ရတော့စိတ်အဆင်ပြေရအောင်ဟုတ်တယ်မှာ သက်ပြောရင်အရင်ရှည်နေဦးမယ်အဓိကပြောချင်တာကတော့အမ်ဘသူတွေကဖေဖုန်းကိုရွေးဝယ်တင်တာလဲပေါ့အမ်ဒါမျိုးပြောချင်တာဆိုတော့ကိုက global ထဲကဝယ်မယ်ဆိုရင်ဒါ performance တွေပါရတော့ဒါနဲ့လှလှဆုံးရှုံးရမယ်အ China ထဲကဝယ်မယ်ဆိုရင်နော် performance ကောင်းတာလေးတော့ရမယ်တစ်ခါကျရင်ပြောရလေးတမန်ဟို admin ကြော်ကြီးကနေမီကြော်ကြီးလို့ပါတော့ညာမီတွေပဲပြောနေတယ်ပါညာအာဒီပဲမီတွေပဲရှယ်ပြောနေတယ်တကယ်တော့မီတွေပဲပြောတာလကားပြပြမဟုတ်မီဖုန်းတွေမမီဖုန်းတွေက ော်တော်လေးကောင်းတယ်အဆင်ပြေရကျွန်တော်တို့သုံးမဲ့ဈေးတန်းအတွက်မှာကျွန်တော်တို့လိုကလိတဲ့လူတွေအတွက် performance ကောင်းကောင်းလူတွေနဲ့လူတွေအဆင်ပြေရဆိုတော့ဗျာဒီဖုန်းတွေကိုကျွန်တော်တို့မပြောပြဘူးဆိုလို့ရှိရင်တချို့တွေကသိရတချို့တွေကမသိဘူးကိုက3သိန်းလောက်သုံးကျင်တယ်ဂိုင်းရှင်အင်ပတ်လို့ဒါမှ PUBG လို့ဟာမျိုးတွေကိုအာရှက်အော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 ်ဂိမ်းတွေအကုန်လုံးအော်အော်အဲ့လိုကျုံးမယ်နော်အဲ့လိုကျုံးမဲ့အချိန်မှာအသုံးသိန်းဝင်ကျင်မှာကိုကကင်မရာကောင်းပါတယ်ဆိုတော့ကင်မရာဦးစားပေးဖုန်း global နဲ့တလုံးလုံးဝယ်ခဲ့လိုက်သေးရှိတော့ဘယ်သူနဲ့နာလ ဟုတ်တယ်မလားကိုလိုပဲညနာပေါ့အမှန်အဲ့နေရာမှာကျွန်တော်တာဘို3ဝယ်လိုက်လို့ရှင်တော့ဒါဥမာပဲပြအောင်နော်တာဘို3ဝယ်လိုက်လို့ရှင်ဒါလုံးဝတာဘို3လို့ performance နဲ့ဒါမှ AS10 တို့ရဲ့ performance ပါညာအာတော့အကျုံးနည်းနည်းလေးပတ်စံထပ်ဆိုင်လို့ရှင်တာဘို4တွေ K70 Ultra တွေဒါမျိုးတွေအော်တိုက်တိုက်ကြည့်လိုက်ဆို King God ကောင်းလို့ရတယ် အမအဲ့ချိန်မှာ official global တွေကတခုခုသွားဝင်လို့ရှိရင်တော့စိတ်မကောင်းဖြစ်သွားနိုင်မှာ gain တီးတန်းဆော့မယ်ဆိုပြောပါတယ်အဲဒါမဲ့ကိုက all round ကောင်းလေးနဲ့ social media ဘာညာလေးတုံးမယ်ဆိုလို့ရှိရင်တော့ official global တွေကိုခြေဦးလေးလှည့်ပြီးသွားဝယ်ပေါ့ပြဿနာမရှိပါဘူးအဓိကမီဖုန်း redmi ဖုန်းတွေကိုပြပြရဲဆိုတာကဒီဟာကြောင့်ကြောင့်ပြောလို့ပြရမလို့တခါတလေကိုကဖုန်းသွားဝယ်ဟာကိုလိုချင်တာမရလာတာမျိုးတွေဘာတွေလဲကြုံရတာပဲဒါလည်းဖြစ်တတ်ပါတယ်တခါတလေမှသိရမလားဘွားကြီးကကိုဖြစ်ချင်တယ်လို့ဖြစ်လာမှာပေါ့ဗျတခါကျရင်တိတ်ပြီးတော့အဓိပ္ပာယ်ရှိရမှာပေါ့ ဆိုတော့ဒီနေ့ပြပြချင်တဲ့အကြောင်းကတော့ရှင်းပါတယ်ကိုဖုန်းဝယ်တဲ့အခါမှာဘလိုဖုန်းတွေကိုကိုနဲ့ကိုက်မဲ့ဟာရွေးဝယ်တင်တာလဲဒါမျိုးလေးတွေပေါ့ဟမ်စိတ်ထဲရှိရလေငနေလေးမျှဝေပြချင်တာဆိုတော့ကိုလူတို့ရောဘယ်အချက်တွေကိုကြည့်ပြီးတော့ကိုနဲ့ကိုက်တဲ့ဖုန်းတွေဝယ်ပြတယ်အာ performance ကောင်းကောင်းကိုရွေးပြီးတော့ဝယ်ပြတာလားဒါမှမဟုတ် camera ကောင်းကောင်းရွေးပြီးဝယ်ပြတာလားအော်တော့နာကောင်းတော့ရွေးပြတာဝယ်ပြတဲ့အကြောင်းလေးကိုအောက်က comment မှာဆွေးနွေးခဲ့ပါဦးဆိုတော့ကျွန်တော်တို့နောက်ထပ်ပြန်ပြန်တွေ့ကြပါအောင်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော် admin ကြော်ကြီးပါ Yangon Mobile Store.